င်ခေါ်မှုတွေတော့သူ့နေရာနဲ့သူရှိတာပေါ့ဥမာအဖြစ်ဆိုရင်ရန်သူဖက်ကရေတက်အင်အားကိုအဓိကအခြေပြုပြီးမှသူလက်ခုခံစစ်ဆင်နွှဲတာတို့ခုနောက်ပိုင်းဒီသူ့ရဲ့မဟာမိတ်နိုင်ငံတွေစီကနေ drone နဲ့တခြားသောနည်းပညာတွေကိုပို့ပြီးဖြစ်ဆွမ်းလာနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်သို့တော်လည်းပဲဒါစစ်မြေပြင်ရဲ့ low watch ချက်ကိုစီနဲ့ဆိုတော့ကျွန်တော်တို့လည်းကျွန်တော်တို့နီးဟန်နဲ့ဆက်လက်ပြီးမှထိုးစစ်ဆင်တိုက်ခိုက်တော့ကိုအစီအစဉ်ရှိပါတယ် တရုတ်ဘက်ကဆက်ပစ္စည်းတွေရောဤပညာရောလည်းနဲ့ကူညီပေးနေပါတယ်။ကြောက်ပြီကိုတရုတ်ကျေးဇူးတွေရောက်တာကမရေကျွန်းကိုအမိကူအကြောင်းပြပြီးရောက်နေကြတာပါ။အောင်စီကအစ်မြင့် drone တွေတုံးပြီးတော့တိုင်းသားလက်နက်ကိုင်တပ်နယ်ပြည်သူ့ကာကွယ်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့စီရီတိုးချဲ့လာပါတယ်။လူက drone သုံးနေပြီ။ရန်သူ drone ကိုတွေ့ပြီလို့ကိုကသိပြီဆိုရင်ဒါတွေဘယ်လိုကာကွယ်ယူမလဲအချင်းချင်းဘယ်လိုအသိပေးမလဲစသဖြင့်ပေါ့နော်။ဒါတွေရောကျွန်တော်တို့အနိုင်ဆုံးအဆင့်ဒါလေ့ကျင့်ထားဖို့လိုတယ်လို့ထင်ပါတယ်ဗျ။ ပုတ်ခေစမယ်ဒီနေ့ဗီဒီယိုမှာတော့စကစာဟာတေယုံနဲ့ရုရှားနိုင်ငံထုတ် drone နဲ့မြေပညာတွေကိုအသုံးပြုပြီးတော့တော်လန်ရေးအင်အားစုတွေအပေါ်မှာတံပြန်တိုက်စစ်ဖွင့်လာတာဟာလက်ရှိနေပြည်မာဘလောက်အတိုင်းအတာတိထောက်လဲပိုက်ပွဲအခြေအနေကို ကြောင်းလဲပြီးနိုင်မှာလား TDF ဒီအနေနဲ့လဲတရုတ်နဲ့ရုရှားနေပြည်တော်တွေကိုဘလို့အန်တုကြော်ရနေတယ်လဲဘလောက်အောင်မြင်မှုတွေရနေပြီလဲ ဘလူးနည်းပညာတွေနဲ့စူဖွဲ့ပြင်ဆင်နေရတယ်လဲဆိုတော့ကိုလေးလာမိတလောက်စူးစီးထင်ပြပေးပါမယ်။တရုတ်ကြီးစားတက်တီရဲ့နည်းပညာမြင့် drone တွေကြောင်းလက်ရှိ AA ထုတ်စစ်ဆင်းနေတဲ့ကြောက်ပြူမျိုးသိမ်းတိုက်ပွဲမှာ EE နဲ့တော်လိုင်းအင်အားစုတွေဘက်ကအခက်အခဲတွေရှိနေပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ရှုပ်ရှားမှုတွေတက်ရွှေပြောင်းနေရခြားကမှုတွေကိုနေရောညပါထောက်လှမ်းနေနိုင်ပြီးရောအီအီနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကလွှတ်တင်တဲ့ drone တွေကိုလည်းချက်ချဟန်တားနိုင်တော့တွေ့ရပါတယ်အဆိုပါနီးပညာမြင့် drone များလက်နက်ကြီးပစ်ကူများနဲ့ခြေလျင်ထူးစစ်တွေကြောင့်မန္တလေးတိုင်းတချို့နေရာတွေမှာတော်လိုင်းအင်အားစုတွေအနေနဲ့တချို့စခန်းတွေကိုပြန်လည်လက်လျှော့လိုက်ရတာမျိုးရှိပြီးရှမ်းမြောက်ဒေသမှာလည်း တောင်ခမ်းဒေသကစခန်းအတော်များများကိုစခါစဘက်ကပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ TNL အနေနဲ့တတိပြုဝမယ်အနေထားပါ။တို့ရမှာ EE ဥဆောင်တဲ့စစ်မျက်နှာတွေဖြစ်တဲ့ရခိုင်မကွေးမကူချင်းတီနဲ့တောင်ပိုင်းနဲ့ ERI တိုင်းစစ်မျက်နှာတွေမှာတော့စခါစဟာနီးပြညာမြင့် drone တွေကြောင့်စစ်ပွဲကိုတိတိတသားအသာစီးရလာတာမျိုးမရှိတဲ့အပြင်တချို့စခန်းတွေတောင်ဆုတ်ခွာပေးလိုက်ရပါတယ်။ တစ်တုံညာနှစ်ခုဆစ်စင်ကြီးမှာတော်လရင်အင်အားစုတွေရဲ့ကြောင်းမတ်ဖွဲ့ဒရုန်းဆစ်စင်ကြီးကိုမြက်ဝါထင်ထင်ငင်းတိလိုက်ရတဲ့စကားစာဟာအရင်လိုဒရုန်းဆစ်စင်ကြီးတွေကိုရှော့မတွက်ရဲတော့ပါဘူးအင်အား6500ခန့်တစ်တုံညာနှစ်ခုဆစ်စင်ကြီးမှာပေါဝင်လှရှားခဲ့ပြီးဒရုန်းအစင်းကြီးရာနဲ့ချီအသုံးပြုခဲ့ပြီးတော့ drop bomb အလုံးကြီးနှစ်ပေါင်းခွဲလောက်ကျဲချတက်ခိုက်ခဲ့တယ်လို့အစည်းအဝေးတစ်ခုမှာမအလာကထုတ်ဖော်ညင်ညူခဲ့ပါတယ် စကားစပေါ်ကျုပ်ရဲ့ရုံးဆိုင်ရာနီးပြီးတော်ရှိအီလာလီတက်စခန်းကိုလေ2023ခုနှစ်ထဲမှာ drone တိုက်ခိုက်မှု၄ချိန်ခန့်မနည်းပြုလုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်မော်လမြိုင်အရှိတောင်နဲ့စစ်ဌာနချုပ်ကိုလေဒုကျုပ်စိုးဝင်လာရောက်ခဲ့တဲ့ကလေတော်လိုင်းရင်အင်အားစုတွေဘက်က drone တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ခုချိန်မှာတော့စကားစဟာ PDF တွေရဲ့ drone စစ်စင်ရေးနီးပညာတွေကို copy ယူပြီးတော့ တရုတ်နဲ့ရုရှားတို့ဒရုန်းများ၊ဂျမ်ပါများကိုထောင်ထဲချအသုံးပြုပါတံပြန်ထုစစ်ဆင်နိုင်မှုအားထုတ်လာခဲ့တာကိုတွေ့ရပါတယ်။2024ခုနှစ်ဧပြီလ၄ရက်နေ့မှာစကစဘက်ကဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့မူအောင်ဆိုတဲ့သူကရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးတော့ drone နဲ့ drone ကြီးပညာများဝေယူပြီးနှစ်ဖက်သဘောတူညီမှုတွေရရှိခဲ့ပါတယ်။ TVB သတင်းဌာနရဲ့ဖော်ပြချက်အချို့အရရုရှားတို့ Orion 2 UAV drone ကိုတွားရောက်ဝေယူထားတယ်လို့လည်းသိရပါတယ်။အစူပါ drone ဟာမီတာ900အမြင့်ထိပြန်သက်နိုင်ပြီးတော့10ကီလိုမီတာအကွာကနေထိချုံမောင်းနေနိုင်ပါတယ်။စင်လာတွေအပူလိုက်အယုံခံစနစ်တွေအပြင်အစ30အထိချဲ့ကြည့်နိုင်တဲ့အစိမ့်မြင့်ကင်မရာတွေလည်းသက်ဆင်ထားတယ်လို့ဆိုပါတယ်။ကင်းထောက်အနေနဲ့ရောတိုက်ခိုက်ရေးအနေနဲ့ပါအသုံးပြုနိုင်တယ်လို့သိရပါတယ်။ တကယ်တော့စက္ကစာဟာ2014ခုနှစ်လောက်ကတည်းကတရုတ်ထုတ်စီ A4 drone တွေကိုထောက်လှမ်းရေးအတွက်အသုံးပြုနေခဲ့တာပါ2024ခုနှစ်မှာလဲစက္ကစရဲ့ drone တပ်ဖွဲ့ပေါ်မှာထပ်မံဖွဲ့စည်းထားပြီးတော့တရုတ်လို့ CA4 drone များ Russia လို့ Orion 2 UAV drone များနဲ့အရက်ဖတ်သုံး drone များကိုလည်းယာနဲ့ချီပြီးတရုတ်ပြည်ကဝယ်ယူထားခဲ့တာပါ drone မောင်းနေနီးပြုပြင်ထင်းသိမ်းနည်းတွေကိုတရုတ်ကပညာရှင်တွေကသင်တန်းပေးနေတယ်လို့လည်းသိရပါတယ် ဒါပေမဲ့ဒီအခြေအနေတွေကို PDF လုံငယ်တွေဘက်ကအစောကတည်းကကြိုတင်တက်စာပြီးသားပါစကားစတဲ့တနည်းလောက်စောပြီးနိပညာအစိမ့်နှင့်တင်မှုတွေနဲ့အတူလူအပ်တဲ့ပြင်ဆင်စုဖွဲ့မှုတွေလုပ်နေခဲ့ပါတယ်။တွေ့ရမှာဘန်းနာငွေအခက်ခဲကြောင့်နှောင့်နှေးမှုများစွာလည်းရှိနေခဲ့ပါတယ်။ဒရုန်းတွေကိုဝယ်ယူရတဲ့ဇယိတ်သင်ယူပို့ဆောင်ရတဲ့ဇယိတ်ပြုပြင်ထိန်းသိမ်းမှုအပူပစ္စည်းဝယ်ယူရတဲ့ဇယိတ်တွေနဲ့ Research and Development ဒုတိယတနာလုပ်ခဲ့ကုန်ကျစရိတ်တွေဟာအတော်ကိုကြီးမြင့်ပါတယ်။ USA, UK, Switzerland, Australia အစရှိတဲ့ဒီပတ်နိုင်ငံအသီးသီးကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံဖွဲ့တိုင်းရင်းသားလူငယ်နီးပညာရှင်တွေနဲ့ဒီရင်းကနီးပညာရှင်လူငယ်တွေ PDF လူငယ်တွေပူးပေါင်းပြီးတော့အစင် design research and development ဒုတိယတနာလုပ်ငန်းတွေကိုအချင်းအဟုန်မပြတ်ဆောင်ရွက်ခဲ့တာကြောင့်စကစဘက်ကရက်တည်နေတဲ့ ရုရှားနဲ့တရုတ် drone ဤပညာများထက်မញ្ញမ်းတဲ့ဤပညာတွေကိုလည်း PDF တွေဘက်ကပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ဒါဟာတော်လန်ဤပတ်တော်သားကီဒူလူလူအတွက်တော့တကယ်ကိုကောင်းယူစေရပါ။နာမည်ကြီး drone ဤပညာတစ်ဖွဲ့တစ်ခုဖြစ်တဲ့ Federal Wind တစ်ဖွဲ့ဟာစက္ကစ drone တွေကိုတံပြနိုင်မှုသူတို့ရဲ့ကြိုးစားမှုနဲ့အောင်မြင်မှုတွေကို2024 November လစီမှာပြည်သူလူထုကိုတရားဝင်အသိပေးလာခဲ့ပါတယ်။ 2025 January လတဲ့မှာတော့စက္ကစရဲ့တရုတ်နဲ့ရုရှားလို့ငင်းပြင်းကမြင့် drone တွေကိုနေပြင်းစစ်ပွဲတွေမှာ လက်ဖြင့်ထက်ချနိုင်တဲ့အစင်းမြင့်ဂျမားတွေကိုတရုတ်ဝင်ထုတ်ပြလာပါတယ်။ပအုအမျိုးသားလွမြောက်ရေးတအူ PNLA အနေနဲ့ရှန်တောင်ပြည်နယ်စစ်မြေနာတွေမှာ Federal Wing ကထုတ်ခဲ့အစင်းမြင့်ဂျမားတွေကိုလက်တွေ့အသုံးချပြီးအောင်ပွဲဆင်နိုင်ခဲ့တာပါ။ Federal Wing အနေနဲ့ 120မမဘုံဒီအများပြားကိုသေယူနိုင်တဲ့ drone အကြီးစားများ carbon fiber ကိုတဲ့လို့ drone များတာဝေးပြလွန်နိုင်တဲ့ drone များအပြင်စွိုင်းငင်ငယ်ဂျမ်းမာများကြီကာဝစ်စုံများရေငုပ် drone များကိုပါအောင်မြင်စွာထုတ်လွှင့်နိုင်နေပြီဖြစ်ပါတယ်တူရမအများအပြားထုံလုံးနိုင်မှုအတွက်ကတော့ဘန်ဒာငွေအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ် ဤပညာရှိပြီးဗန်နာငွေလုံလောက်စွာမရှိတာကြောင့်လက်မှန်ချခဲ့ရတဲ့အခြေအနေရှိကြောင်း Federal Win ရဲ့ Facebook စာမျက်နှာမှာထုတ်ဖော်ခဲ့မှုပါတယ် Federal Win အနေနဲ့စကားစကိုတတ်ခတ်နေတဲ့ဘဲအဖွဲ့အစည်းမဆိုနှီးပညာပံ့ပိုးပေးဖို့အသိရှိကြောင်ကြေညာထားတာမို့တော်လန်ကြီးတပ်ဖွဲ့တွေအနေနဲ့လည်းဆက်သွယ်ပူးပေါင်းနိုင်ပါတယ် ဤပညာထက်မြတ်ပြီးဗန်ဒါရေးအခက်ခဲတွေရင်ဆိုင်နေရတဲ့ Federal Wind လို့တပ်ဖွဲ့မျိုးကိုပြည်သူတွေအနေနဲ့လည်းတတ်နိုင်သလောက်ဆက်သွယ်ပြီးထောက်ပံ့ပေးကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာမြစ်တာရက်ခံပေးရစီ Federal Wing ကိုပံပိုးခြင်းနဲ့ထောက်ပံ့ခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့တရားဝင် Facebook စာမျက်နှာကနေဆက်သွယ်နိုင်ပါတယ်။တော်လှန်ရေးကိုဗန်းပြလှုပ်ရှားနေတဲ့အထူးအကြောင်းလေးရှိတာမို့လို့ Federal Wing ရဲ့ Facebook page အထူးနဲ့အစ်စ်ကိုခွဲခြားနိုင်မှုလို့ပါတယ်။ Facebook page အစစ်မှာဆိုရင်52 kill ရှိပြီး116 kill follower ရှိပါတယ်ဒီဥတော်လိုင်းအတွင်မှာပြည်သူဘက်ကရက်တီလာတဲ့ပိုကြီးနေမျိုးစိန်ဟာလေကရင်နီစစ်မျက်နှာအတွက်အစိမ့်မြင့် mobile ဂျမ်မာများတက်ဆင်နိုင် project တစ်ခုကိုလှုပ်ဆောင်နေပါတယ်။ကရင်နီစစ်မျက်နှာဟာလေအရေးပါတဲ့စစ်မျက်နှာတစ်ခုဖြစ်တာကြောင့်ပိုကြီးနေမျိုးစိန်တို့ project ကိုလည်းဝန်ရံပေးဖို့မြစ်တာရက်ခံကြမှာလေ။ ကိုကြီးနေမျိုးစင်ရဲ့ပုံနဲ့နာမည်တခုသုံးပြီးတော့လိမ့်စားနေတဲ့အကောင့်လေးလည်းရှိတာကြောင့်မို့လို့ပိုကြီးနေမျိုးစင်ရဲ့ blue mac ပါတဲ့ facebook page ကိုဆက်သွယ်နိုင်ပါတယ်။လက်ရှိချိန်ထိ pdf တစ်ဖွဲ့တည်းသုံးနေတဲ့ drone နည်းပညာတွေမှာ shar 2 or နည်းပညာနဲ့ federal wing နည်းပညာဆိုပြီးတော့ကြော်ရုံတစ်ခုရှိပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းအညာဒေသတွေမှာတော့ shar 2 or နည်းပညာကိုပူပြီးတော့ချက်ချက်ပြက်ပြက်အသုံးပြုနေတာကိုတွေ့ရပါတယ်။ အဓိကအားဖြင့် fake wind drone တွေကိုအသုံးပြုတာများပါတယ်။ဘုံကျဲတိုက်ခိုက်မှုများအပြင်အသေးခံဖောက်ခွဲခြင်းများအထက်လည်းအသုံးဝင်ပါတယ်။စကားဆိုင်ဂျမ်မာတွေကိုလည်းအတော်ကလေးကြော်ဖြတ်နိုင်ပြီးထုံလွှတ်မှုကုန်ကြစေရည်တက်တာပါတယ်။သူရမှာလူအပ်တဲ့စက်ပစ္စည်းကရိယာတွေကိုဝယ်ယူမှာတော့လမ်းကြောင်းအခက်အခဲများရှိနေသေးပါ။ရှာထူးကိုနိပညာသုံးနာမည်ကြီး drone တိုက်ခိုက်မှုဖြစ်တဲ့ Ela Leader စခန်းတိုက်ခိုက်မှု ICC2 ခန်းမှာတိုက်ခိုက်မှုတွေတပြင်း 2024ခုနှစ်အောက်တိုဘာ13ရက်နေ့ကလည်းမုံရမြို့တော်ဟာစကားစတိုင်းရဲမှုရုံထွေအုံရုံနေမှာဂျမ်းမာတွေတက်ဆင်ထားတဲ့ကြားက drone တိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ PDF တပ်ဖွဲ့တွေနဲ့စကားစကြားနှစ်ဖက်အပြားအပြင်းထန်နေတဲ့ drone စစ်ဆင်ရေးတွေကိုဗမ်မလိုက်ဖဲနဲ့ခြုံလုံးသုံးသက်ကြည့်ပါမယ်။စကားစဘက်ကတော့ဗန်နာငွေအေးတာမှုရှိပါတယ်။စကားစ drone drone ဖုန်းတွေဟာလည်း ပေါကွေးအားပုံမှုကြီးထမ်းပါတယ်။သူရမှာ drone မောင်းနေမှုပြုပြင်ထိန်းသိမ်းနိုင်မှုတွေမှာ drone ချင်မှုနေပါတယ်။ရုရှားတရုတ်တင်ငါရှင်တွေရဲ့နိပြညာသင်ကြားပို့ချမှုနဲ့စကားဆတပ်သားတွေအကြမှာဘာသာစကားအခက်အခဲကြောင့်တချို့နေရာတွေမှာနိပညာပိုင်းအားနေသွားပါတယ်။အစင်းနဲ့ထုတ်လုပ်ပြီးသား drone တွေကိုသာဝဲယူတွန်းဖဲနေတာဖြစ်တဲ့အထွဲ့ကြောင့်မို့လို့ကိုတိုင်းတိဆော့ဖန်တီးနိုင်စွာမရှိကြပါဘူး drone နဲ့ပတ်သက်ပြီး research and development နဲ့ အားနေရပါတယ်။လက်တလုံးအသုံးပြုရဖို့အဆင်ပြေရေးကိုသာဦးစားပေးနေတာတွေ့ရပါတယ်။စကောက်စာဟာတရုတ်နဲ့ရုရှားထုတ် drone တွေကိုစစ်မြေပြင်မှာကြဲကြဲပြက်ပြက်အသုံးပြုလာတာကြောင့်တော်လန်ရင်အင်အားစုတွေဘက်ကအတိုင်းအတာတစ်ခုထိထိခိုက်မှုတွေတော့ရှိခဲ့ပါတယ်။တောင်ခမ်းပတ်မှာတချို့သောစခန်းတွေကိုပြန်လည်သိမ်းယူနိုင်နေဆိုပေမဲ့ဒါတွေဟာတော်လန်ရင်အင်အားစုတွေတိမ့်ထားတဲ့နည်းမြေအလုံးရဲ့ပမာဏနဲ့ချင်းရင်တိရနှောင်းတော့မရှိပါဘူး။ကချင်စင်းရနာမှာလည်း စက္ကဆာရဲ့ drone 9စီးအထိ DIA ကချက်ချထားနိုင်ခဲ့ပါတယ်။တစ်ဖက်က တော်လှန်ရေးအင်အားစု PDF တွေဘက်မှတော့ဘန်နာခွေးအခက်အခဲဟာတော်ကိုကြက်ကြက်တဲတဲနဲ့ရင်ဆိုင်နေရပါတယ်။ဒါအပြင် drone ဒီဆော့ရမှာလူအပ်တဲ့ပစ္စည်းများကိုဝယ်ယူရမှာလဲအခက်အခဲမျိုးစုံရှိနေပါတယ်။လက်လုံ drone ပုံများကိုအရင်ကအများဆုံးအသုံးပြုခဲ့ပေမဲ့ စကားစစစ်ကြောင်းတွေကနေသိသိရမိတဲ့မော်တာကြီးတွေကို ကောင်းစွာပြန်လည်အသုံးချနေတာကိုလည်းတွေ့ရပါတယ်။ Research and Development ကလည်းအချိန်ပြီးပြီးဒီဇိုင်းမတ်မတ်လုပ်ခဲ့တာကြောင့် drone တွေ၊ jammer တွေ၊ကြီကာတွေအပြင်တခြားသောပစ္စည်းများကိုလည်းအခက်အခဲများကြားကကိုယ်တိုင်တည်ဆောက်ထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ PDF တွေဘက်ကတော်လန်ပြည်သူတွေရဲ့ ထောက်ပံ့ဝန်းရံမှုကိုအတိုင်းအတာတစ်ခုထိဆက်လက်ရရှိမယ်ဆိုရင်တော့ရင်းရှိတိုက်ပွဲတွေမှာ PGF ကဘက်ကအရေးသားလာမှာပါ။ຫນွေဦးတော်လိုင်းကြီးဟာတမိန်ရိုးကြစစ်ပွဲတစ်ခုမဟုတ်ဖ ೇನೆ 27ရာစုအရှိတောင်အာရှရဲ့ပထမဦးဆုံးသောနီးပညာသုံးခက်တစ်စစ်ပွဲ Modern Warfare တစ်ခုပါ။အိန်းနီးချင်းနိုင်ငံနေနဲ့တခြားသောစစ်ပတ်ဆိုင်ရာအဖွဲ့အစည်းတွေစီရေးတုတီတွေက ပေချာဆောင်ကြည့်လေးလာနေပါတယ်။ ဒီပွဲမှာ PDF လူငယ်တွေရဲ့တီထွင်ကြံစားမှုနဲ့စကားစပတ်ကတုံးနေတဲ့တရုတ်ရုရှား Israel နည်းပညာတွေကို အနိုင်ယူပြနိုင်ခဲ့မယ်ဆိုရင်အဆိုပါစကားစပတ်ကရက်တည်နေတဲ့ China Russia Israel နိုင်ငံတွေဟာကဘာအလယ်မှာဆော့ရှက်ကွဲသွားနိုင်ပါတယ်စကားစပတ်ကရက်တည်ပြီးမြမအရေးမှာဝင်ရှုံနေတဲ့အဆိုပါနိုင်ငံတွေကိုကောင်းစွာပညာပေးနိုင်မှုအတွက် တော်လှန်ရေးအင်အားစုတွေကိုဆက်လက်ဝိုင်းရန်ထောက်ပံ့ပေးကြဖို့နှိုးဆော်ရင်းဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဖန်တာကလစ်ကပါ ရေးတော်ပုံအောင်ရမည်။